တနင်္လာရီတိုင်းဒဝယ်မြို့စီအာနာသိန်းစကောင်စီခေါင်းဆောင်စက်တင်ဘာတတိယအပတ်တွင်လာရောက်ခဲ့ပြီးတဲ့နောက်ဒဝယ်ရင်းနှီးစေကံစီမံကိန်းနဲ့ဆက်ဆက်နေရရစီကိုစကောင်စီတပ်ကစစ်ကြောင်းထိုးလာတယ်လို့ဒေသတွင်းစစ်ရေးတရင်ရင်တွေကပြောပါရယ်စစ်ကြောင်းထိုးရမှာဒဝယ်ရင်းနှီးစေကံနဲ့အနီးဆုံးဖြစ်တဲ့နဘူးလွယ်ရော်ဘတ်စီစစ်ကြောင်းတကြောင်းရင်းနှီးစေကံအဝင်လန်းဖြစ်တဲ့မောင်မကန်ဘတ်စီစစ်ကြောင်းတကြောင်းထိုးလာတယ်လို့ရေဖြူမြို့နယ်အနောက်ဘက်ကန်ရတ်တော်မူဖျားတော်ဝိုင်မှာအင်အားတိုးချဲ့တာတွေလှုပ်ဆောင်လာခဲ့တယ်လို့သိရတာပါ ။နဘူးလယ်မှာအင်အား150လောက်ခန့်မှန်းရှိနိုင်တယ်။မောင်မကန်ဘက်ကလည်းအခုရောက်လာတာကအင်အား120ခန့်မှန်းရှိနိုင်ပါတယ်လို့စစ်ရေးသတင်းမြတ်တူကပြောပါတယ်။အခုလိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတဲ့နေရာတွေနဲ့အင်အားတိုးချတဲ့နေရာတွေဟာဆိုရင်ရင်းနှီးစစ်ကန်ကိုပတ်လည်ဝိုင်းထားတဲ့နေရာတွေဖြစ်တယ်လို့မြေပြင်အနေထားကိုသတင်းရမြက်ကအရှင်းပြပါရယ်စစ်တပ်အာဏာသိမ်းလိုက်တဲ့2021နောက်ပိုင်းမှာဒဝရင်းနဲ့စစ်ကန်စီမံကိန်းကိုဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲရပ်တန့်ထားခဲ့ရသလို စီမံကိန်း area အတွင်းမှာစစ်တပ်ကအလုံးကြုံရေးယူတက်ဆွဲထားတဲ့အဆင့်သာရှိခဲ့တာပါအဲ့ဒီအစောက်တပ်တွေကိုလည်းတွန်လင်းရေးတပ်တွေကမကြာခဏဝင်ရောက်တိုက်ခိုက်ကြတာရှိခဲ့ပါတယ်ဒါပေမဲ့ရင်းနှီးစီမံကိန်းပြန်လည်စနိုင်အောင်စီမံကိန်းအနီးတစ်ဝိုက်နေရာတွေကိုနယ်မြေရှင်းလင်းတာတွေလှုပ်ဆောင်လာနိုင်တယ်လို့စစ်ကောင်စီရဲ့အစ်စ်ရေးပြင်ဆင်ပုံကိုစစ်ရေးတရိုင်းမြတူကတွက်ဆထားပါတယ်ဒါဟာဒဝရင်းနှီးစိတ်ကမ်းမှာရုရှားကပူပေါင်းပါဝင်လာပြီးတဲ့နောက်စစ်ကောင်စီခေါင်းဆောင်ကစီမံကိန်းကိုဆက်လက်အကောင့်ထဲပို့ဖို့ပြင်ဆင်လာတာလည်းဖြစ်နိုင်ပါတယ် ပြီးခဲ့တဲ့ဇေဝါရီလအတွင်းစစ်ကောင်စီခေါင်းဆောင်ရဲ့ရုရှားခီးစင်မှာစီမံကိန်းနဲ့ပတ်သက်တဲ့ယင်းနှိမ့်ညွတ်မှုသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့ကြတာပါရုရှားနဲ့စစ်ကောင်စီတို့ကြားချုပ်ဆိုခဲ့တဲ့သဘောတူစာချုပ်အရဒဝယ်ယင်းနဲ့စေကံစီမံကိန်းမှာနီးပညာမြင့်ဆက်မှုဆောင်အဖြစ်အဆင့်မြင့်တယ်မို့တည်ယူပို့ဆောင်ရဲ့ဗဟိုချက်အဖြစ်ဆောင်ရွက်ဖို့အပောက်ဝင်နီးပညာဆောင်ပို့ကုန်လုပ်ငန်းစုံတွေပါထည့်သွင်းမဲ့အစီအစဉ်တွေပါဝင်ခဲ့ပါတယ်ရှင်